အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီ Pandora ရွေးရှင်ဇာတ်ကားကြီးကိုရိုက်ကူးထားတဲ့အဲဇလန်းဇန်ညွန့်နဲ့ဒါရိုက်တာဒီဒီထအောင်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ဟိုပထမညမင်္ဂလာရိုက်ပြီးသွားပြီပေါ့နော်ရိုက်ပြီးသွားတော့ကျွန်တော်နောက်ထပ်သရေကတခါထက်ရိုက်ဖို့အတွက်ပေါ့နော်ကိုကိုကိုအလိုဟိုဆရာထက်တန်နေပေါ့ဆရာထက်တန်တဲ့အချိန်မှာဘလို့တရေကအမျိုးအစားမျိုးရိုက်မှလဲဆိုတာအဲစဉ်းစားရင်စဉ်းစားရင်နေပေါ့နော်အဓိကကတော့အဲကျွန်တော်ရဲ့သွားတဲ့ပုံစံက ဟိုဒီလိုမျိုးတရေကိုရင်ဆိုင်ရတာတဲ့ဘဝကိုရင်ဆိုင်တဲ့ဘဝကိုပေါ့နော်အဲ့လိုရင်ဆိုင်ရတဲ့အဲ့လို horror vibe ပုံစံမျိုးကိုသဘောကျတယ်အဲ့အဲ့လိုအဲ့လိုဟာလေးကိုအခြေတည်ပြီးတော့စဉ်းစားမိရတဲ့အဲ့ဒီ Pandora ဆိုတဲ့ရုပ်ရှင်ကိုစပြီးတော့ဖန်တီးဖြစ်သွားတာပေါ့ဟုတ်ကျွန်တော်ချမ်းသာပြီးမှပဲအဲ့ငရေကိုသွားလိုက် ဒီကျွန်တော်ပေါ့တော့အခုရိုင်းမဲ့ဟော်ရာကားတွေအကုန်လုံးကကျွန်တော်ကဒီ YouTube တစ်ခုထဲမှာပဲအဲသွားမှာပေါ့နော်သွားမှာပေါ့ဖြစ်တဲ့အတွက်အဲ YouTube တစ်ခုထဲမှာဥပမာ Stephen King ရဲ့အဲ Universe လို့ပုံစံမျိုးပေါ့လေဒါပေမဲ့ညမင်္ဂလာနဲ့အဲဟိုအနေက Pandora နဲ့ကတိုက်ရိုက်ချိန်ဆက်ထားတာတော့မရှိဘူးဒါပေမဲ့အဲအဲတစ်ခုနဲ့တစ်ခုကြားမှာပေါ့နော် Easter Egg လေးတွေတော့ဟိုဟာထည့်ထားပါတယ်တချို့ဟာကြီးကြရင်ဥပမာဆိုညမင်္ဂလာထဲမှာဖြစ်ပျက်တဲ့အဖြစ်ပျက်တဲ့တစ်ခုက Pandora ထဲမှာလို့ဟိုပေါ့နော်ဟိုလက်ဆောင်အနေနဲ့ထည့်ပေးထားတဲ့ အဲဆင်းမျိုးလေးတွေလည်းပါရပေါ့နော်ညမင်္ဂလာကြည်တည်ထားလေကြည့်ထားတဲ့လူတွေကပေါ့ဒီပန်ဒိုရာကိုကြည့်မယ်ဟေ့ဆိုလို့ရှိရင်တော့တချို့အစ္စရာလေးမြင်ပြီးတော့တို့ဟိုပါပေါ့နော် enjoy ဖြစ်ရမယ်တကယ်လို့ညမင်္ဂလာကိုမကြည့်ရသေးဘူးဆိုလို့ရှိရင်လေဒါကတသက်အဲ story တစ်ခုပေါ့ဖြစ်နေတဲ့အတွက်ညမင်္ဂလာကြည့်မထားလဲပန်ဒိုရာကြည့်လို့ရပါတယ်ဗျာဟုတ် ညမင်္ဂလာတော့ကဘာဖြစ်ခဲ့လဲဆိုတော့ရှင်ပြည်သက်အမှတ်ချက်တော်တော်များများကသူတို့အရန်ကြောက်ချင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုဟိုတချို့ဟို6လက်လက်စင်းတွေကအဲ့လိုမကြောက်ရဘဲနဲ့ရည်ရတဲ့ဘက်ကိုကော်မတီဘက်ကိုသွားတယ်ဆိုပြီးကျွန်တော်အမှတ်ချက်ပေးကြရပေါ့နော်အဲ့ဒါကိုကျွန်တော်ကအဲ့လိုအဲဒီပြည်သက်ကိုလေးထားတဲ့အနေနဲ့ကျွန်တော်ပြန်လည်ပြင်ဆင်ပြီးတော့ပေါ့နော်ဒီဟိုဟိုဟာမှာတော့ပန်ဒိုရာမှာတော့လုံးဝကော်မတီဆိုတာက1%လောက်ပဲပါမယ်99%လောက်မှာတော့လုံးဝကော်မတီမထဲတော့ဘဲနဲ့ဒီဟော်ရာကိုပဲအဲပြောရမလို့ဆိုရင် ငါတို့ကကြောက်ပဲကြောက်ချင်းနဲ့ကွာတခြားဘာမှမလုပ်ရှင်ဆိုရယ်ပိတ်တဲ့အတွက်အရန်ဟောပါတော့ live ဖက်အောင်တို့တို့လည်းအဲ့လိုစိတ်ကျင်နေအောင်ကျွန်တော်ဖန်တီးထားပါတယ်ဟုတ်အဲတရေခေါ်တာတွေအဲအမှားဆိုရင်အဲဟိုလူတွေပြပြနေတဲ့ဟာတွေပေါ့လေအဲအဲ့လိုဟာဖြားလိုက်နေလို့ဟိုကစားနီးမျိုးလေးတွေအဲအဲ့လိုဟာမျိုးလေးတွေကိုအဲဒီပန်ဒိုရာကားထဲမှာအဲ့လိုနည်းနည်းဟို တခြားကားတွေထဲမှာမပါဘူးသေးလို့နော်ဒီကားလေးထဲမှာတော့ငါဆန်းသစ်ပြီးတော့ထည့်ကြည့်ဦးမယ်ဆိုပြီးအဲ့ဒါကိုလည်းဒီလိုနည်းနည်းဒီကကစားနည်းတက်တက်ပြီးမယ်ကျွန်တော်က horror bike ကိုရအောင်ပဲအဲ့လိုပေါ့ဦးစားပေးပြီးတော့ရိုက်ဖြစ်သွားတာပါဟုတ်ပန်ဒိုရာမှာကြာတော့ကိုကအဲ့လို တခြားနေမလားပြပရုပ်ရှင်တွေမှာပါမရှိဘူးသေးတဲ့အဲ့လို၆လက်မှုလေးတွေကိုပါထည့်ရိုက်ထားဆိုတော့ကိုယ့်အတွက်ဟိုလိုဘဲအန်ကင်မရာအန်ကယ်ရှူတာကနေဘယ်လို၆အောင်မလဲဆိုတဲ့ဟာကကိုယ့်အတွက်အဲ့လိုနည်းနည်းဟိုဖိအားဖြစ်တယ်ပေါ့နော်စိတ်ကူးထဲမှာတော့ဒီလို၆မယ်ဆိုတော့သိပြီဒါပေမဲ့ ဘလို့ကြောက်အောင်ရရမလဲဆိုတဲ့ဟာတွေပုံမှာပါအဲ့လိုနည်းနည်းအရန်ဟို risk များတဲ့အပိုင်းတွေပဲရှိတာအဲ့ဒီအတွက်အဲဟိုဘောနော်ဒီ DP နဲ့လည်းအဲ့လို timing ပြီးတော့ပဲအဲ့လိုကျွန်တော် meeting တွေမှာကျွန်တော်ကတော့ဒီလိုလိုကြောက်အောင်ရချင်တယ်အဲ့လို camera angle တွေအခုကျွန်တော်တို့ဘလို့သွားကြမလဲဆိုတာ timing timing နဲ့နောက်ဆုံး result ထွက်လာတဲ့ခါကျတော့အဲကိုလိုချင်တဲ့ဟာပုံကန်တိုင်းကွတ်တီရခဲ့တယ်ပေါ့နော်ရခဲ့တာဖြစ်တဲ့အတွက်ဒီပန်ဒိုရာကားမှာတော့ပြိသက်ကတော့ဒီနည်းနည်း6ပုံ6ဒီအစ်စ်ကလေးတွေတော့ကြည့်ရမယ်လို့ဟုတ်ဟွာအဲတရင်ကောင်းပါပါရယ်နော် ီးတိုင်းမှာဘာရှိတရေရှိရအဲ့တရေတွေအကုန်လုံးငါရဲ့ကားပေါ်ကိုတက်လို့ရတယ်ကွာတက် ပန်ဒိုရာရုပ်ရှင်ဇာတ်ကားကြီးကိုနိုဝင်ဘာ28ရက်နေ့မှာရုံသင်ပြသတော့မှာဖြစ်ပါတယ်။အဲဒီအတွက်ဒီပရိသတ်တွေကိုကြည့်ရှုဖို့ဖိတ်ခေါ်ရပါတယ်။ပြီးတော့လည်းဒီကားကြီးကိုကြည့်ရှုပြီးတဲ့အခါကျလို့ရှိရင်လည်းဒီရုပ်ရှင်ရတာကိုပြစ်သွားသင့်မယ်။စပွိုင်ယာဖြစ်သင့်မယ်အကြောင်းအရာမျိုးလေးမပြောဘူးလေ။ကျွန်တော်မြင့်မြင့်တရခန့်အချင်ပါတယ်။ပြီးတော့လည်းညမင်္ဂလာနဲ့ထပ်တူအားပေးချမ်းဖို့လည်းအဲဖိတ်ခေါ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်။